မင်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ကမ်ဘလူမာကင်ဥပကိုစစ်ကြောင်းထုတ်လာတဲ့အင်အားတရာကျော်ပါတမ33ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြတ်ပြီးရောစစ်ကြောင်းပါဝင်စစ်သား50ဦးတင်ဆောင်စစ်တုံး55ောင်းနဲ့လက်နက်ခဲများရရှိစကိုင်းနိုင်ကမ်ဘလူမြို့နယ်ကနေကင်ဥပကိုစစ်ကြောင်းထုတ်လာအင်အားတရာကျော်ပါတမ33တပ်တွေကိုတိုက်ခိုက်ရာစစ်ကြောင်းစုဖွဲ့မှုပြတ်ပြီးစစ်ကြောင်းမှုပါစစ်သား50ဦးတင်ဆောင်ပြီးစစ်တုံး55ောင်းနဲ့လက်နက်ခဲများရရှိခဲ့ကြစကိုင်းနိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်လိုင်းသတင်းမြစ်ကပြောတယ် နိုဝင်ဘာလ၁၂ရက်နေ့မနက်၈:၅၀ချိန်ကမ်ပလူမြို့နယ်ဝက်တုံးကျာစစ်တပ်ထိုင်စကန်ကနေခေဦးမြို့နယ်ဘက်ကိုအင်အားတရနှောင်းနဲ့စစ်ကြောင်းထိုးလိုက်တမ33လက်ခန့်ခါလာတရတစ်တုံးလုံးစစ်ကြောင်းကိုကမ်ပလူမြို့နယ်ရှင်းတရွာအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာမနက်၇:၄၅မိနစ်ချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်ကစစ်ကြောင်းမှုပါဝင်90ဦးသေဆုံးကြောင်းစစ်တုံးမဆန်5ကိုလက်နက်ကင်များနဲ့တို့ဖမ်းဆီးရှိကြောင်းသိရတယ်။တိုက်ပွဲမှာစစ်ကြောင်းမှုငယ်ရောက်သွားတဲ့တချို့တဝက်ခုစစ်ခွဲတွေကတော့ ဝတ်တိုးခွေးထိုင်တဲ့ပြန်ဝင်သွားတယ်။နောက်မခါကနေတက်လာတဲ့ဂျိုင်းဟယ်ကော့ပတာသုံးစီးအားခေယွန်ကမ်ဘလူနဲ့ဆက်မှာနှစ်ကြိမ်လေးကြောက်တိုက်ခိုက်ပြီးပြန်ကောက်သွားပါတယ်။ဒီကိမ်းမရှိဘူးလို့တော်လင်းသတင်းမြစ်ကပြောတယ်။အဆိုပါတိုက်ပွဲမှာကမ်ဘလူခိုင်ဘက်ကပါကဘိုးတိုက်နယ်ဘက်ကပါကြောက်တိုက်ဘက်ကပါရေဦးမြို့နယ်လက်ယုံဘက်ကပါခင်ဦးဘက်ကပါ PDF ပလာဖာစုဖွဲ့တပ်ခွဲတို့ပါတိုက်ခိုက်ခဲ့တဲ့သခိုင်းနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကပါကနအုပ်တိုက်ပွဲ သတင်းထုတ်ပြန်ချက်မှာလည်းကမ်ဘလူခရိုင်ရှစ်ဖို့ခရိုင်နေမှာစစ်ကြောင်းတို့ပြီးတံပတ်လောက်ရက်တွေလောက်ဆောင်နေတဲ့စစ်တပ်စစ်ကြောင်းကိုယနေ့မှာကမ်ဘလူခရိုင်ဘက်ကဘာတို့လှူရှာတဲ့ရင်းမြို့နယ်ဘက်ကဘာတူဝင်ဖွဲ့ရှစ်ဖို့ခရိုင်မှတ်တုံးတဲ့ခင်ဝမ25တန်ရင်တန်စင်တော်လိုင်းအင်အားတွေကကြားပြတိုက်ခိုက်ရစစ်တပ်ကဒိနာပြီးစစ်တုံးမန်းနဲ့လက်နက်ကန်တွေသိမ်းဆီရရှိခဲ့ကြောင်းထုတ်ပြန်နေဆက်လက်ပြီးစစ်အုပ်စုပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲမှာပါဝင်သူတွေကိုရေးရွံမွန်ပြဖက်တွဲကောင်စီကနေဦးတွေနဲ့လှုံ့ထုံလုံးနေရေးဆက်နေဥစုမကြဖက်စစ်အုပ်စုပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲမှာပါဝင်သူတွေကိုရေးရွံနေဦးတွေနဲ့ လောက်ထုံးလုံနေရေးဆွဲနေကြောင်း Monster Federal Council MFC မှာပြောရေးဆိုခွင့်ရှိသူတယောက်ကပြောတယ်။နိုဝင်ဘာလတုန်းကနေမှမွန်ပြည်ဖက်ဒရယ်ကောင်စီကဂျပန်စစ်တပ်ပြုလုပ်ခြင်းပါမယ်တရားမဝင်တွေ့အောင်ရွေးကောက်ပွဲပေါ်မူဝါဒရည်တည်ချက်စာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရတယ်။အဆိုပါမူဝါဒရည်တည်ချက်စာတမ်းမှာမွန်ပြည်ဖက်ဒရယ်ကောင်စီနေပြင်ဂျပန်စစ်တပ်နဲ့စစ်ကောင်စီကော်မရှင်ကိုဂျပန်စစ်အုပ်စုမှတ်ယူမိဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့ပြုလုပ်မယ့်ရွေးကောက်ပွဲကဖက်စစ်လူရေးပွဲအမည်တွင်နေဖြစ်ကြောင်းပြောဆိုတယ်။ ထို့ပြင်ဂျပန်စီအုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲကတွေ့အောင်ရွေးကောက်ပွဲသားဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံအုပ်စုပြုရန်လက်နက်ကင်လူသက်လိုင်စင်ရရွေးဆရာနာရှင်စနစ်တီမြဲရွေးပြီးကျင်းပရွေးကောက်ပွဲသားဖြစ်ကြောင်းမွန်ပြည်ဗက်ဒရယ်ကောင်စီနှင့်ဖြင့်စစ်ကောင်စီမှပြုလုပ်မဲ့တရားမဲ့တွေ့အောင်ရွေးကောက်ပွဲကိုရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နဲ့ရွေးကောက်ပွဲလွန်ကာလသုံးပါးစလုံးမှဆန့်ကျင်သွားပြီးဖြစ်ကြောင်းထုတ်ပြန်ကြမှာတည်လင်းပေါ်ပြရတယ်။ ပြည်သူများအနေဖြင့်လည်းဂျပန်စီအုပ်စုရဲ့တွေ့ရုံရွေးကောက်ပွဲကိုကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရှင်ပြိုင်ရွေးကန်ခြင်းမိမိအတွက်ဖြစ်စဉ်စုဖွဲ့တစ်ခုခုဖြစ်စဉ်ပုံကိုယ်တော်အတွက်ဖြစ်စဉ်မဲဆက်စီအုပ်မှုပြုခြင်းမဲဆက်စီအုပ်မှုပြုသူကိုကိုကြီးပန်ပိုးစင်းတို့အပါအဝင်အဆိုပါတွေ့ရုံရွေးကောက်ပွဲထားမြောက်စဉ်အတိုင်းဖြစ်စဉ်တွေ့ဝါရဲ့ဖြစ်စဉ်တနည်းနည်းဖြင့်ပောင်းရင်ပတ်သက်မှုပြုခြင်းပံမှုကူညီမှုပြုခြင်းအားပေးခြင်းနဲ့မပြုလုပ်ရနဲ့ထို့သောပြုလုပ်ပါကမွန်ပြည်ဖက်ဒရယ်ကောင်စီအလုပ်ထုံးလုပ်နေတဲ့ညီအယူအဆသမီးဖြစ်ကြောင်းမွန်စိတ်ဖက်ဒရယ်ကွန်ဆူ MFC မှာပြောရေးဆောင်ခွင့်ရှိသူကဆက်လက်ပြောဆိုရယ် ဆလတ်ဘေးကပ်လူမျိုးနယ်ပံပွေးကုန်းရွာနီတက်ဆွဲတဲ့စစ်တပ်ကလုံခြုံရေးအကြောင်းပြပြည်သူတွေကိုတုံးရက်တွင်ရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းနေပဲခိုးတိုင်းမင်းလောင်းမျိုးနယ်ပံပွေးကုန်းရွာနီတက်ဆွဲတဲ့ဂျပန်စစ်တပ်ကလုံခြုံရေးအကြောင်းပြပြီးပြည်သူတွေကိုတုံးရက်တွင်ရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းတာကြောင့်ဒေသပြည်တွေကပြောတယ်နိုဝင်ဘာလ10ရက်နေ့ကစပြီးဂျပန်စစ်တပ်ကမင်းလာမြို့နယ်ပိုင်ပကိုးရွာမှတွင်ရှိပန်းမွေးကုန်းရွာမှပြည်သူတွေကိုအဂျပန်စစ်တပ်က3ရက်တွင်ရလုံးကျပြောင်းရွှေ့ခိုင်းတာခြင်းဖြစ်ပါတယ် တို့ဗမွေးကုန်းရနေမှာလဲဂျပန်စစ်တပ်ကတက်ဆွဲထားပြီး၎င်းတို့ကိုတော်လိုက်တဲ့ဖွဲ့ကကျေးရတွင်မှာလောက်တိုက်ခိုက်မျိုးကိုစောင့်နေတာကြောင့်ပြန်ရွှေ့ခိုင်းခြင်းဖြစ်တယ်။အဆိုပါဗန်ဝေးကွန်ရကဘကောယုံမတွင်ရှိကျေးရဖြစ်ပြီးတော့ဂျပန်စစ်တပ်ကကျေးရနီတက်ဆွဲတဲ့ယုံမတွင်စစ်ကြောင်ထိုးခြင်းနဲ့လှုံ့ဆောင်းနေတယ်။ထို့ပြင်2025ခုနှစ်မေလပိုင်းကလည်းမေလမြို့နယ်ပိုင်းဘကောယုံမတွင်အင်အားတရာခန့်နဲ့စစ်ကြောင်ထိုးလိုက်ဂျပန်စစ်တပ်ကစစ်သားနှုတ်ကဗန်ဝေးကွန်ရနီရှိမောက်ကဆဲမှာမူယူတောက်စားပြီးရေစင်းကျွော်မှာစစ်သားတောင်မှုကိုက်ခံပြီးတိုက်စုံကစံတောင်ကရင်းနှီးတိုက်စုံခဲ့ကြောင်းသိရတယ်။ ဆက်လက်ပြီးတိုင်းစစ်သားတွေပြစ်ကတ်မှုကြောင့်ကမ္ဘောဒီးယားရဲတပ်ငါအောင်တရားရှိပြီးနေဆက်ရည်တင်ပါနေ။နိုဝင်ဘာလ12ရက်နေ့ဒေသစံတော်ချိန်ညနေ4နာရီခန့်မှာတိုင်းစစ်သားတွေကမ္ဘောဒီးယားနိုင်ငံတဲကိုဝင်ရောက်ပြစ်ကတ်မှုကြောင့်အရတပ်ငါအောင်တရားရှိသွားကြောင်းကမ္ဘောဒီးယားမီဒီယာတွေကဖော်ပြရတယ်။တိုင်းကမ္ဘောဒီးယားနယ်စပ်ဗန်ဒီမီတိုင်းပြည်နယ်အိုချာရော့ဘရိုင်း ။ OPDAN ဥဆိုမှပရိချန်ကျရာကိုတိုင်းစစ်တိုင်းဝင်လာပြီးရိုင်ဖယ်တနက်တင်ရဲ့ရဲသားတွေကိုပြစ်ခတ်ခဲ့တယ်။ပရိချန်ကျရာမှာရဲသားငါးဦးမှာတနက်တရားရရှိသွားကြောင်းဖန်တီမီတိုင်းပြည်နယ်အုပ်ချုပ်ရေးမှူးမစ္စတာအွန်ရာထရီမာတီးပြပြောကြတယ်။ကမ္ဘောဒီးယားထိုင်းနယ်စပ်စစ်ကပ်ပြည်နယ်မှာနိုဝင်ဘာလ10ရက်နေ့ပိုင်းကကင်းလက်နယ်တိုင်းစစ်သားလေးကိုကမ္ဘောဒီးယားထူထောင်ထိုင်းမြေမြုပ်မိုင်းနှင်မိပြီးထိခိုက်ဒဏ်ရာရရှိသွားပြီးနဲ့စစ်အိမ်မှာပြန်လည်တင်မာလာခြင်းဖြစ်တယ်။နေမြင့်ငင်းပွားနယ်စပ်ဒေသမှာကမ္ဘောဒီးယားစစ်တပ်ကမြေမြုပ်မိုင်းတည်ထောင်တာကြောင့်ငင်းချိုင်းသဘောတူညီချက်မှာပြည့်ပြည့်သွားပြီးထိုင်းဝန်ကြီးချုပ်ကပြောကြားတယ် ထိုင်းနဲ့ကမ္ဘောဒီးယားမှာနေဆက်ဒေသမှာပြန်လည်ပြစ်ခတ်မှုတွေနဲ့ထိခိုက်ဒေဆုံးမှုရှိကစေးပြန်လည်တင်းမာနေခြင်းဖြစ်ပါတယ်။အော်တိုဘလကအရှိတောင်အာရှနိုင်ငံများအတင်ထိတ်တည်ဈေးဝယ်တွင်ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကနေဆက်အငင်းပွားမှုဆိုင်ရာပြည်ပကအသဘောတူညီချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရှေ့မှာလက်မှတ်ရေးထိုးခဲ့ကြတယ်။ဆက်လက်ပြီးရှေ့ဘတောင်ဘက်ကစေးအုပ်စုစကန်ချထားတဲ့ရွာကိုစီးနေစစ်သားတွေထိနာပြီးတွေ့ပြပကဖာရေပေါ်တောင်ကစကိုင်းနိုင်ရှေ့ဘမြို့နယ်တက်ကနန်းရွာတင်တက်ဆွဲထားအကြက်ဘက်စေးအုပ်စုစကန်တွေကိုဒေသတော်လင်းရေပေါ်တွေက စီးနေတိုက်ခိုက်အဆဲအစုဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးစစ်သားတွေထွက်ပြေးသွားလို့ရှေ့ပေါ်မြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကသတင်းထုတ်ပြန်နေ။ဒီကဲနိုဝင်ဘာလ10ရက်နေ့ညနေပိုင်းမှာတက္ကနရာဒိမ်မှာတက်ဆွဲထားသမတ်33လောက်ကကြပတ်စေအုပ်စု120ကိုဒေသတော်လင်ရဲဘော်တွေကစီးနေတိုက်ခိုက်ခဲ့ရလို့သိရတယ်။တိုက်ပွဲအတွင်းစေအုပ်စုဘက်ကအထိကိုက်များသွားပြီးတက္ကနရာနေရှာတော့ကြည့်ရဘက်ထွက်ပြေးသွားလို့နေမြင်ရှင်နေခဲ့ပုံကြည့်ချောင်းနဲ့ကြန်နေခဲ့တဲ့စေအုပ်စုကင်းမုံနဲ့တက်မှန်တွေ့ပြီးတော့တိုက်ပွဲဖြစ်ပွားရစစ်သားလေးဦးတွေဘက်ကဘက်ရဲဘော်တွေအတိုင်းပြေးတော့အသက်ပေးလို့ခဲ့ရလို့ထုတ်ပြန်နေ ဒီစစ်စင်ရေးကော်ရှင်ဘွယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဘွယ်မြို့နယ်ဘက်ကဗတ်တောင်ကန်စီမံကုတ်ကဲမှုနဲ့မြို့နယ်မြို့နယ်ပီဒီယိုတိုက်ခိုက်ရေးဘွယ်ကြောင်ရိုင်းရွှေဘက်ကဗတ်ဘွယ်တိုက်နယ်1နှစ်3ဘက်ကဗတ်တိုက်ခိုက်ဘွယ်နဲ့နမီကန်ဘက်ကဗတ်ကပူပေါင်းလုံဆောင်ကြရလို့သိရပါတယ်။နောက်ဆက်အပ်ကြရတဲ့အတွက်ဒုမင်းကျေးဇူးတင်ရှိပါတယ်ရှင်။